အံ့ဩစရာပဲအာရဘီစလုံးတစ်လုံးအတိတ်ပဲသိလျင်ပင်ဖန်ဆင်းရှင်ကို သိမြင်နိုင်ခြင်းကုရ်အာန်အတိတ်ပဲနဲ့ဒါဝတ်ပင်နီသင်္ဏသင်္ကန်းစာရှစ်အလ်ဟမ်ဒူလ illah ကုရ်အာန်မှန်ကန်ကြောင်းအာရဘီသုံးလုံးနဲ့ကမ္ဘာရေပြင်နဲ့မြေပြင်အချိုးအစားကို ပြခဲ့ပါပြီအာရဘီနှလုံးနဲ့လည်းအဝေးကမိုးကုတ်ဆက်ဝိုင်းမှာနေသွားလာနေကြောင်းပြခဲ့ပါပြီ အခုအာရဘီတလုံးနဲ့အနည်းဆုံးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မြင်နိုင်တဲ့အလတ်သက်တွေကိုပြပါမယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1400တုန်းကဘယ်လူသားမှမသိသေးတဲ့လူသားဖန်ဆင်းခြင်းရဲ့ပြည့်ဝနေတဲ့အဆင့်၃ဆင့်ကိုကုရ်အန်ထဲမှာသကလုံးတစ်လုံးတည်းနဲ့ပရမအူဆုံးချပေးတဲ့အာယတ်တွေထဲမှာအရှင်မြတ်ကပေါ်ထုတ်ပြလိုက်တယ်။လူသားကို အလာပါကနေဖန်ဆင်းတယ်လို့ ကုရ်အာန်ထဲမှာမိန့်ထားတယ်အလာကွာတွေးခဲဆိုတာဘာလဲအာရဗီဘာသာစကားအဘိဓမ္မာကျမ်းကြီးတကျမ်းဖြစ်တဲ့လီဆာနုလ်အာရဗ်ဘာအဲ့ဒီရဲ့အဓိပ္ပာယ်ဟာ၃မျိုးလာရှိတယ်တက်ရေထဲတွင်ကိုခန္ဓာကို တွေ့ကပ်ပြီးတွေးဆုပ်သည့်အနီရောင်မျော့ကောင်ငယ်နှစ်တွေ့ကပ်ပြီးတွဲလောင်ကြနေသောအရာသုံးမချောက်သေးသောတွေးခဲ အဲ့ဒီအဓိပ္ပာယ်၃မျိုးစလုံးပါဝင်တဲ့သကလုံးတစ်လုံးတည်းကိုရွေးချယ်ပြီးမိန့်ထားခြင်းကပဲဖန်ဆင်းရှင်ဟာဘလောက်တည်ကျွမ်းသူဖြစ်မလဲဆိုတာစဉ်းစားကြည့်နိုင်တယ်။သိပ္ပံပညာနဲ့လက်နက်ကရိယာတွေထွန်းကားလှတဲ့အခုခေတ်မှာစူဇန်သူတေသနာ လုပ်တဲ့အခါလူသားဖြစ်ပေါ်လာခြင်းရဲ့အစမှာအဲ့ဒီအဓိပ္ပာယ်၃မျိုးစလုံးရဲ့အခြေအနေတွေနဲ့စတင်လာခဲ့တာဖြစ်ကြောင်း စမ်းသပ်တွေးရှိကြတော့တယ်လူသားစတင်ဖြစ်ပေါ်တဲ့ဒရေသားရဲ့အခြေအနေတွေကို1940ခုနှစ်မှာတီထွင်ခဲ့တဲ့အနော်အားကောင်းတဲ့ electro microscope နဲ့ကြည့်မြင်နိုင်ခဲ့တာဖြစ်တယ်အော်ဘယ်ဟာကတော့1940ခုနောက်ပိုင်းမှာ ပြည့်မြင်နိုင်တဲ့တရေသားရဲ့အခြေအနေအသေးစိတ်ကိုကုရ်အန်ကျမ်းကနှစ်ပေါင်း၁400စောပြီးထုတ်ဖော်မိန့်ကြားထားခဲ့ပြီးဖြစ်တယ်။ဒါကြောင့်မဲ့သိဗ္ဗံပညာရှင်တချို့ဟာကုရ်အန်ကမိန့်နာကို လက်တွေ့မြင်လဲရတဲ့အပေါ်အီမန်ယုံကြည်လက်ခံလိုက်ကြပါတယ်။ဒါကတော့ကုရ်အန်ကျမ်းရှင်ဟာဖန်ဆင်းရှင်ဖြစ်ယုံမကအတိညာဉ်ပညာအလွန်ကျယ်ဝန်းတဲ့အတွက်ကြောင့်ပဲ လူသားရဲ့သာမန်မျက်စိနဲ့မမြင်နိုင်တဲ့အတွင်းရေးပြိုးဝဲချက်တွေကိုထုတ်ဖော်မိန့်ကြားနိုင်ခြင်းဖြစ်တယ်ဆိုတာထင်ရှားတဲ့သာရကပဲဖြစ်တယ်။ဒါကိုကျမ်းစင်ကိုယ်တိုင်ကလည်းကြိုးတင်သတင်းပေးပြီးအခုလိုကြီးညာထားပါတယ်။ဆာနူရီဟင်အာယာတီနာဖီလ်အာဖာကီဝဖီအန် حتى يتبين لهم انه الحق ငါရှင်မြတ်တီသူတို့အားမိုးကုတ်ဆက်ဝိုင်းများတွင်သာမကသူတို့၏ခန္ဓာကိုယ်များတဲ့တွင်လည်းငါရှင်မြတ်၏တည်တည်လက္ခဏာများကိုမကြာမီပြသတော်မူမည်ဖြစ်သည်နောက်ဆုံးတွင်သူတို့အတွက်အမှန်စင်စစ်ကုရ်အန်ကျမ်းတော်မြတ်တီမှန်ကန်ကြောင်းသိသာထင်ရှားလာလိမ့်မည်ကုရ်အန်စူရာ41အာယတ်53 နေဟာသွာလာနေကြောင်းကုရ်အန်ကဂျင်ညာရာကိုသိပ္ပံပညာရှင်များကနှစ်ပေါင်းတထောင်နောက်ကြပြီးမှမြင်တွေ့ခဲ့ရတာကိုတည့်တည်ပြခဲ့ပြီးပါပြီ အခုခန္ဓာကိုယ်များတဲ့ကတည့်တည်လက္ခဏာကိုနှစ်ပေါင်း1400နောက်ကြပြီးမှ အခုခေတ်မှာ မျက်ဝါးထင်မြင် တွေ့မြင်ရပါပြီအလ်ဟမ်ဒူလ illah ဒီအာရဘီသကလုံးလေးတစ်လုံးတည်ယုံနဲ့၃ခုတည်လိုက်ရတယ်တဲ့ ဘယ်သူမှမသိတဲ့အချိန်မှာဖန်ဆင်းမှုရဲ့ညှိုးဝှက်ချက်ကို ပြောပြနိုင်တဲ့အတွက်ဖန်ဆင်းရှင်ဖြစ်တယ်။နှစ်အာရဘီအဘိဓမ္မာနယ်မှာဖန်ဆင်းမှုအဆင့်30ပါဝင်တဲ့စလုံးကိုရွေးချယ်သုံးနိုင်လို့အနိုင်မဲ့ဉာဏ်ပညာရှင်ဖြစ်တယ်။တော့ကုရ်အာန်ကိုဖန်ဆင်းရှင်ကပဲခြားပေးထားတာထင်ရှားသွားတယ်။ အရှင်မြတ်တခင်လူသားအလုံးကိုကုရ်အာန်အတိတ်ပဲနားလည်နိုင်တဲ့အင်အားပေးသနာတော်မူပါစေအာမင်ဆရာဟာရှင်တင်မြင့်